ဒိုင်းတယ်ပဲဆွဲပြီးလိုက်လှုပ်ဖြစ်တာကအစပဲပြီးရင်မလှုပ်ဖြစ်ဘူးเนาะမလှုပ်ဖြစ်ဘူးအစပဲမြန်မာစကားမှာရှိတယ်အစเนาะအစမကောင်းရင်အနှောင်းမသေးရဘူးအဲခုနလိုမျိုးတော့အစတော့ကောင်းတယ်ဒါပေမဲ့အနှောင်းမသေးရအောင် အစပဲကောင်းတာကောက်ရိုးမီးလိုမျိုးအစပဲကောင်းတယ်ဟာအစမတော့လုံးဝစနစ်တကျလှုပ်မယ်เนาะပြီးလဲပြီးတော့တရက်နှစ်ရက်လောက်လဲနေရောမလှုပ်တော့ ဒီဇိုင်းမတ်မတ်လုပ်မယ်ဆိုတော့စိတ်စွဲမရှိတာပေါ့နော်ဒါကလေ့ကျင့်ရမှာဒီဇိုင်းမတ်မတ်မလုပ်ဘူးဆိုမလုပ်လုပ်မယ်ဆိုဖြစ်အောင်လုပ်ပြီးအောင်လုပ်မယ်ဆိုတော့တန်တိတ်တန်ချမှုလိုတယ်ဥမာ live တရားလွှင့်မယ်အခု33ပုတ်ရှိပြီနော်ပြီးခဲ့တဲ့နှစ်ကလည်း live တရားလွှင့်ခဲ့ပြီးပြီစနေတနင်္ဂနွေဘုဒ္ဓဘုမပြတ်မကွက်လွှင့်မယ်တရားတိတိလွှင့်မယ်ဆိုတော့ဒါဆုံးဖြတ်ချက်ပဲ လွယ်တာတော့မဟုတ်ဘူးအားတဲ့ချိန်လေးရှိမှအားတဲ့ချိန်လေးရှိမှမီးလာတာရှိမှမီးပြတ်တာရှိမှအင်တာနက်ရတာရှိမှမရတာရှိမှတိုးတော်လေကိုပေးထားတဲ့ဂတိအတိုင်းမပြတ်အောင်စူးစမ်းမယ်ဆိုတဲ့စိတ်ပိုင်းဖြတ်မှုကအရေးကြီးတယ်အဲဒီစိတ်ပိုင်းဖြတ်မှု commitment အရေးကြီးတယ် commitment လုံနိုင်ကိုကိုကို respect ရှိတယ်လေးစားတယ်ကိုစည်းကမ်းကိုလိုက်နာတယ်ဒီစည်းကမ်းကသူများလာချပေးတာမဟုတ်တိုင်းတေဘယ်သူများလာဆွဲပေးတာမဟုတ်တာ ကိုယ့်ကိုထည့်ထားတာပဲကိုယ့်ကိုဆွဲထားတယ်ကိုယ့်ကို manage လုပ်ထားတဲ့အရာမှကိုယ်တိုင်မလိုက်နိုင်ဘယ်သူကကိုယ့် management ကိုလိုက်နာမှာလဲကိုယ်တိုင်ချမှတ်တဲ့ management ကကိုယ်တိုင်မလိုက်နိုင် သူများကလည်းကိုယ် management နောက်ကိုလိုက်လာမှာမဟုတ်ဘူးဆိုတော့အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ဒါကိုကြော်လွှားရမယ်နော်ပထမမှာအချင်းကိုကိုကလောက်ရတယ်နောက်ပိုင်းမှာအချင်းကကိုပြန်ပြီးတော့ဥဆောင်သွားလိမ့်မယ် ထမပိုင်းမှာတော့ပြတ်သွားလိုက်ပြန်တီဆောက်လိုက်ဒီတိုင်းပဲကျွန်တော်တို့လည်းဖြစ်တာပဲညာတိုင်းပထမ်းရွတ်မယ်မရွတ်ဖြစ်ဘူးမေ့သွားတယ်ပြန်ရွတ်တယ်ပြန်လှုပ်တယ်ဟောအခုကျတော့ပုံမှန်ဖြစ်သွားပြီမမေ့တော့နော်မမေ့တော့ခေါင်းဆောင်မှုဒိုင်ယာရီ365လဲဒီတိုင်းပဲဒီနေ့တပုတ်ရအောင်ပြောမယ်ဆိုရအောင်ပြောတယ်ဆိုတော့ကိုယ့်ကိုအဲ့ဒီလိုမျိုးဒါပေမဲ့ကိုနိုင်တဲ့ challenge လေးတွေပေါ့နော် အဋိဋ္ဌံတန်ဋိဋ္ဌံနော်အဋိဋ္ဌံတို့တန်ဋိဋ္ဌံတို့ဆိုတဲ့အလေးအကျင့်လေးကဒါမိမိကိုမိမိပြောထောင်ခြင်းပဲနော်စိတ်ရည်ဒီအရေးသွေးကိုပြောထောင်တာလိကျင့်ပေးရတယ်မလိကျင့်တော့ခုနဘာဘာကြောင့်လဲအစာပိုင်းမှာတော့လှုပ်ဖြစ်တယ်နောက်ကျတော့မလှုပ်ဖြစ်တော့ practice မရှိသေးလို့အလေးချင်းမရှိသေးလို့ဒီလိုပဲကြင့်ယူရမှာနော်အဲ့ဒီလိုမျိုးလှုပ်ဖြစ်ပူးကြပါလိမ့်မယ်နော်အစာကောင်းတယ်အနှောင်းမသေးကြအောင်အဲ့လိုမျိုးမဖြစ်ရဘူး အဒီတော့ကျွန်တော်တို့အမြဲပြောတယ်စလုပ်ဖို့လိုတယ်ဆက်လုပ်ဖို့လိုတယ်ဇွဲရှိဖို့လိုတယ်စာလုံးစလင်ဇာခွဲတစ်ခါတင်ဘူးတယ်မှတ်ထားပါစာလုံးရဲ့စလင်ရဲ့ဇာခွဲဘာတွေလဲစာလုံးစလင်ဇာခွဲစစလုပ်ရမယ်စလင်ဆက်လုပ်ရမယ်ဇာခွဲဇွဲရှိရမယ်ခုနကပြောတဲ့အရာစာလုံးပဲရှိတာစလင်နဲ့ဇာခွဲမရှိဘူးဆက်လဲမလုပ်ဘူးဇွဲလဲမရှိဘူးစာလုံးနဲ့ပဲပြီးသွားတာစတော့လှုပ်ရှားတယ်သူခင်ဗျ ဒါပေမဲ့ဘာသူဘာမှမလုပ်တဲ့သူတက်စားရင်တော့တော်သေးတာပေါ့တချို့ဆိုစတော့မစားဟုတ်တယ်မလားတချို့ဆိုစတော့မစားတဘောပါမယ်နော်အဲ့တော့အလွယ်ဆုံးမှတ်ထားပေါ့ဒီနေ့ဘာရပါလဲစာလုံးစလိုင်းစာခွဲရသွားတယ်စလုံးမယ်ဆက်လုံးမယ်ဇွဲရှိရမယ်နော်ဒိုင်းတေဘယ်ပဲလှုပ်လှုပ်စီးပွားရေးပဲလှုပ်လှုပ်ဘာပဲလှုပ်လှုပ်ပညာရေးပဲလှုပ်လှုပ်ဘာကြောင့်လဲဆိုရင်အဖြေအားဒါပဲဇွဲမရှိတာဆက်မလုပ်တာ မေ့သွားတာစိတ်တက်မခိုင်းပါလားစိတ်ပိုင်းဖြတ်မှုမရှိတာအလေးမထားတာပေါ့ပြတ်သွားလဲဘာမှဖြစ်ပါဘူးပြန်ဆမှာပဲဟိုကလေးလေးနက်နက်ထားရင်ဘယ်အရာမဆိုလေးလေးနက်နက်ထားရင်လူကရအောင်လုပ်တယ်မဖြစ်ဘူးဆိုတာမရှိဘူးအလေးမထားလို့အလေးထားရင်ရအောင်လုပ်တယ်နော်ဒါကိုယ့်ရဲ့စိတ်နဲ့ပဲဆိုင်တာဖြစ်ပါတယ်အတုံးချအတုံးချအတုံးဝင်နော်ဟုတ်ပါပြီစလုပ်ရမယ်ဆက်လုပ်ရမယ်ဇွဲရှိရမယ် ရမယ်နော်အဲ့ဒါဒါခုနကမေးတဲ့အမေးလေးကိုဒါဖြေပေးတာဖြစ်ပါတယ်နော်အဲ့တော့ကိုယ့်ရဲ့အလုပ်ကိုစုံကန်းတိုင်အောင် ဆောင်ရွက်ပါနော်စပြီးစုံအောင်လုပ်အောင်ပါကိုတောင်းနော်စိုက်ပျိုးပြီးရိတ်သိမ်းရမှာကိုယ့်ရဲ့တောင်းဖြစ်ပါ ခုလိုဗီဒီယိုလေးတွေကိုအမြဲအားပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားဖို့အတွက်ဖိတ်ခေါ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။